ဘရူနိုင်းပြင်းဖလားဘောလုံးပြပွဲမှာဗီယက်နမ်ယူနိုက်တင်းကို၄ဂို၃ဂိုဖြင့်အနိုင်ရရှိကဘိုးဆွဲခဲ့တဲ့မြန်မာယူ၁၉အသင်းဟာအဂုလာ၂၄ရက်ညနေ3:45မိနစ်မှာစစ်ကူနိုင်ငံမှတဆင့်ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိလာမည်ဖြစ်ပြီးရန်ကုန်မြို့တွင်လှည့်လည်အောင်ပွဲခံသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ပြိုင်ပွဲမှာဘိုးဆွဲခဲ့တဲ့မြန်မာယူ၁၉အသင်းဟာမော်တော်ယာဉ်များဖြင့်ရန်ကုန်မြို့တွင်လှည့်လည်မည်ဖြစ်ပြီးလေစိတ်မှတဆင့်ပြည်လန်းအတိုင်းမြင်းဒီကုန်းဒမစရီလန်းရွှေကိုတိုင်းတောင်မွေးအဝိုင်းမှတဆင့် အရှိမြင်းပြန်ကွင်းအလန်တိုင်းသွားကတူးနောက်ဘလုံးကွင်းထိအောင်ပွဲခန့်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။တူးနောက်ဘလုံးကွင်းမှာလည်းမြန်မာယူဆကိုအတင်အားကြိုးစိုးရေးစီစဉ်များကိုဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။မြန်မာအသင်းမှာဘရူနိုင်းပြင်းဖလားပြိုင်ပွဲလျှောက်ပထမဆုံးအကြိမ်ဘိုးဆွဲခဲ့ခြင်းလည်းဖြစ်ပါတယ်။မြန်မာအသင်းမှာပထမပိုင်း၌ကစားပုံအချို့လိုအပ်ချက်ရှိခဲ့ပေမဲ့ဒုတိယပိုင်းကစားပုံပုံစံကောင်းရရှိကအနိုင်ကိုးများသွင်းယူခဲ့ပြီးချန်ပီယံဆုကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။မြန်မာအသင်းမှာဆီမီဖိုင်နယ်မှာမလေးရှားအသင်းကိုအနိုင်ရရှိခဲ့တဲ့ပွဲထွက်လူချင်းကိုအပြောင်းလဲနှဲငယ်ပြုတ်လုခဲ့ပြီ ကစစ်ကစားဖို့အမှားယွင်းရှိခဲ့တာကြောင့်ဗီနန်အသင်းကို၃ဂိုးထိပေးခဲ့ရခြင်းဖြစ်ပါတယ်၁၆မိနစ်မှာမြို့ကိုတွန်းကမြန်မာအသင်းအတွက်ဥဆောင်ကိုစတင်သွင်းယူပေးခဲ့တော်လဲ၃၉မိနစ်မှာဖန်ဘန်လောင်ကချေပါဂိုးနဲ့၄၈မိနစ်မှာဟောင်ထရန်တီကဗီနန်အတွက်ဥဆောင်ဂိုးတွေကိုသွင်းယူခဲ့တာကြောင့်မြန်မာအသင်းမှာအရှုံးမလိုက်ပြီးကစားခဲ့ရပါတယ်58မိနစ်မှာပြည်တံပေါ်မှာတစ်ဆင့်မြို့ကိုထုံးကခြေပါကိုပြန်လည်သွင်းယူခဲ့ပြီးငင်းချန်းအောင်ရဲ့ဖန်နီပေးမှုမှာတစ်ဆင့်မမောင်စိုးကတတိယကိုသွင်းယူခဲ့ပါတယ် မိနစ်90မှာငူရင်ကောင်ဖောင်ကဗီယက်နမ်အသင်းအတွက်ချေပါကိုသွင်းယူပေးခဲ့တော့လဲ70မိနစ်မှာအောင်တူကမြန်မာအသင်းချန်ပီယံဖြစ်စီပြီးအနိုင်ကိုကိုလှလှပပသွင်းယူပေးနိုင်ခဲ့ပါတယ်ပြိုင်ပွဲတစ်လျှောက်ခြေစမ်းပြကစားခဲ့တဲ့မြန်မာ U19 အသင်းဟာဘောလုံးပွဲမှာအမှားယွင်းချုပ်ရှိခဲ့ပေမဲ့ချန်ပီယံဆုနဲ့ထိုက်တန်တဲ့ခြေစမ်းမျိုးပြတ်သားနိုင်ခဲ့ပါတယ်။2005ပြိုင်ပွဲနဲ့2009ပြိုင်ပွဲတို့မှာဒုတိယနေရာသာချိန်ဆက်ခဲ့ရတဲ့မြန်မာအသင်းကဘောလုံးပွဲရလဒ်ဆုမြောက်ကိုချစ်ဖြတ်ပြီးပြိုင်ပွဲသမိုင်းတစ်လျှောက်ပထမအဆုံးချိန်ဖြစ်ဘူးဆွဲခဲ့ခြင်းလည်းဖြစ်ပါတယ်။